ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ joy compressor ကိုเนาะကျွန်တော်တို့က excite 3နေနဲ့ high air demand ဘယ်လိုပုံစံမျိုးလုပ်လို့ရလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီသင်ခန်းစာမှာတော့ compressor နှလုံးကိုကျွန်တော်တို့ကเนาะလိုအပ်တယ်လို့အလဲချလုပ်တာမျိုးမဟုတ်ပဲねတပြိုင်တည်းအလုပ်လုပ်စေဖို့အတွက်ကို modify လုပ်ပြီးဖို့ပဲဖြစ်ပါတယ်အဲ့တော့ဘယ်လိုပုံစံမျိုးသူတို့အလွတ်လွတ်သွားမလဲဆိုတာကိုကျွန်တော်ဒီမှာအရင်ဆုံးเนาะဒီ program နဲ့တစ်ချက်လောက်အရင်အဲကျွန်တော်စမ်းသပ်ပြသွားမယ်ပေါ့နော်အဲ့တော့ ဒီနေရာမှာကျွန်တော်တို့ကနော်ဒီ start clock ကိုစပြီးတော့နှိပ်လိုက်တာ ਨੇ နော်ဒီ compressor နှလုံးလုံးကတပြိုင်တည်းလဲမယ်ဟုတ်ပြီနော်အဲ့တော့ compressor နှလုံးလုံးကတပြိုင်တည်းလဲတာဖြစ်တဲ့အတွက်ဒီ PSI ရဲ့တက်နှုန်းကလည်းပို့ပြီးတော့မြန်လာတယ်ဟုတ်ပြီနော်အဲ့တော့သူကအဲသူတို့ကျွန်တော်တို့က50% flow နဲ့နေခိုင်းတယ် 50%ဘလုံးနဲ့လက်ကိုင်းတဲ့အခါမှာဒီ pressure switch နှစ်ခုလုံးကိုကျွန်တော်တို့က120ဆိုပြီးတော့ချိန်ထားတယ်။ဟုတ်ပြီနော်။အော် pressure switch တစ်ခုလုံးကို120လို့ကျွန်တော်တို့ဒီ set point ချိန်ထားတာဖြစ်တဲ့အတွက်အဲအခုဒီမှာဆိုလို့ရှိရင်ဒီ compressor နှလုံးလုံးကနော်ကျွန်တော်တို့ကြိုင်နေကျွန်တော်တို့လိုချင်တဲ့လေကို မောင်းသွေးပေးမယ် โอเคအဲ့တော့ဒီလေမောင်းဖိနေတဲ့အချိန်မှာပေါ့เนาะဒါကျွန်တော်ဒီ120ဖြစ်သွားတဲ့အချိန်မျိုးဟုတ်ပြီเนาะအဲ့တော့120ဖြစ်သွားတဲ့အခါမျိုးမှာเนาะအဲသူကမဖြစ်သွားမလို့ဆိုကွန်ပရက်ဆာနှလုံးလုံးရက်သွားမှာဟုတ်ပြီเนาะကွန်ပရက်ဆာနှလုံးလုံးရက်သွားမယ်အဲ့တော့သူကလေမောင်းဘယ်လောက်လောက်ပြန်ကြရင်ဒီကွန်ပရက်ဆာတွေပြန်လဲမလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်အောင်ဟုတ်ပြီเนาะ တော့ကျွန်တော်ဒီမှာချိန်ထားတာဒီ20ပေါ့နော်တကယ်တော့သူကဒီမှာ20နဲ့20နှစ်အသီးသီးရှိတယ်ဆိုတော့အဲ့လိုပမာဏဖြစ်ရင်နော်ကွန်ပရက်ဆာကပြန်ပြီးတော့ထည့်မယ်ဟုတ်ပြီနော်အဲ့တော့ဒီနေရာမှာကျွန်တော်120ဆိုတော့ကျွန်တော်20လောက်ညော့လာနေတဲ့ကိုသူကကွန်ပရက်ဆာကပြန်လည်သွားမယ်ဒါပေမဲ့အဲ့ဟာကနော်ကျွန်တော်တို့ဒီပုံမှန်အတိုင်းဆိုလို့ရှိရင်တော့နော်ပုံမှန်အခြေအနေအတိုင်းဆိုရင်တော့ဟုတ်တယ်နော်ဒါပေမဲ့ကျွန်တော်တို့ကဒီ flow ရဲ့လိုအပ်ချက်ပေါ့နော် flow ရဲ့လိုအပ်ချက်ကိုကျွန်တော်တို့ကမြင့်တင်ပေးလိုက်ပေါ့ဗျာနော် flow ကိုကျွန်တော်တို့ နော် flow ကိုကျွန်တော်တို့ကနော်တရားလောက်မြင့်လိုက်မယ်ဆိုရင်တော့နော်ပြီနော် flow ကိုကျွန်တော်တို့ကတရားလောက်မြင့်လိုက်ဆိုရင်နော်အဲသူဘာဖြစ်သွားနိုင်လဲပေါ့နော်ဒါလေးတစ်ချက်ကြည့်ပါမယ် ကဲအဲ့တော့ကျွန်တော်ကဒီမှာ flow ကိုเนาะကျွန်တော်ဒီမှာ100လုံးမြင့်ပေးလိုက်တယ်ဟုတ်ပြီเนาะဒါဆိုကျွန်တော် flow 100နဲ့ flow 100လုံးမြင့်ထားတဲ့အချိန်ဒီမှာเนาะဒီ PSI ကတဖြည်းဖြည်းเนาะသူယော့လာတယ်ယော့လာတဲ့ပမာဏကเนาะသူကဒီ100တဲ့ကို ပြန်ပြီးတော့เนาะပြန်ဖြစ်သွားပြီဟုတ်ပြီเนาะဒါဆိုသူကဒီ lower check ကနည်းနည်းကြီးကြီးမားမားပို့ပြီးတော့ဖြစ်လာနိုင်တာဖြစ်တဲ့အတွက်เนาะဒီ မော်တာနှလုံးလုံးကိုတပြိုင်တည်းเนาะအဲလဲသွားတာဖြစ်ပါတယ်ဆိုတော့သူ့ရဲ့သဘောတရားကเนาะအဲဘယ်လိုဖြစ်သွားမှာလဲဆိုလို့ရှိရင်เนาะကျွန်တော်ကဒီမှာ pressure switch တွေနှစ်ခုလုံးကိုเนาะကျွန်တော်ကဒီသူ့ရဲ့လိုအပ်ချက်เนาะအဲဒီမှာကเนาะကျွန်တော်ဒီမှာ change ကြည့်မယ်ဆိုလို့ရှိရင်เนาะအဲ2ရှိမယ်အဲ့တော့သူကတကယ်လို့သူအပ်ချက်က2ဖြစ်သွားတာနဲ့ဟုတ်ပြီเนาะ လိုအပ်ချက်ကနော်သူ့ရဲ့ခြားနာချက်နှစ်ခုဖြစ်သွားတာ ਨੇ ဒီကွန်ပရက်ဆာနှလုံးလုံးကိုပြန်လဲစေမယ်ဟုတ်ပြီနော်ဆိုတော့အတူကဘယ်လိုဖြစ်သွားမှာသူခြားနာချက်နှစ်ခုဖြစ်တာ ਨੇ ကွန်ပရက်ဆာကနှစ်ခုလုံးပြန်ပြီးတော့လဲပြီးတော့အလွတ်လွတ်လာမယ်ပုံစံမျိုးကျွန်တော် program ကိုရေးထားတာဖြစ်ပါတယ်ဆိုတော့တကယ်လို့ပေါ့နော်ကျွန်တော်တို့ကနော် flow ကိုထုံးစံအတိုင်းပေါ့နော် flow ကိုကျွန်တော်တို့ကဥပမာအဖြစ်နော်90နေပဲကျွန်တော်တို့ကလဲခိုင်းမယ်ဆိုကြပါစို့

ပရိတာတစ်လုံးနဲ့ပဲလဲမယ်။ဟုတ်ပြီနော်ကျွန်တော်ကွန်ပျူတာနှလုံးလုံးတပြိုင်တည်းမလဲတော့ဘူး။ဟုတ်ပြီနော်။အဲ့တော့သူကဘယ်အချိန်ကြာတော့မှကွန်ပရက်ဆာနှလုံးလုံးကတပြိုင်တည်းလဲမလဲဆိုလို့ရှိရင်နော်။ကျွန်တော်ဒီမှာ flow လိုချင်တဲ့ flow ကနော်။100% flow ဖြစ်တော့မှာဟုတ်ပြီနော်100% flow ဖြစ်တော့မှာเนาะသူကအဲတပြိုင်တည်းလင်မယ်အဲ့တော့သူရဲ့နှစ်ခုရဲ့ခြားနာခြင်းက2ဖြစ် ဟုတ်ပြီနော်ဆိုတော့ဒါဆိုလို့ရှိရင်တော့သူကနော်ဒီ120ကိုတွားနေဖို့တွားဖို့အတွက်ကိုနော်သူကဘယ်လောက်ပဲထားထားနိုင်တာလဲဆိုလို့ရှိရင်နော်ဒီ compressor တစ်လုံးပဲ motor တစ်လုံးကိုပဲသူကလဲပြီးတော့တွားပြီဟုတ်ပြီနော်ဆိုတော့အခုကျွန်တော်ဒီမှာ flow ကိုညှင့်တင်ကြည့်ပါမယ် okay ကျွန်တော်ဒီ flow ကိုကျွန်တော်100လို့ပြန်ချိန်လိုက်ပြောပြီเนาะဒါဆိုရင်เนาะ ဒီငီမော်တာတိုးကတော့မလဲသေးဘူးဟုတ်ပြီနော်လောလောဆယ်တော့သူမော်တာမလဲသေးဘူးအဲ့တော့ဒီမှာကျွန်တော်တို့120အထိဟုတ်ပြီနော်အဲသူက PSI ကနော်အဲသူတစ်ဖြည်းဖြည်းသူပြန်ကြလာဟုတ်ပြီနော်အဲ့တော့သူကပြောမယ်ဆိုရှင်နော်ကျွန်တော်တို့က100%တောင်းလိုက်တော့သူကဒီတလုံးနဲ့တက်တာမောင်းနေပြီပဲသူရဲ့ပြက်ဆိုင်ကကျနေတာဟုတ်ပြီနော်အဲ့တော့သူရဲ့ပြက်ဆိုင်ကတဖြည်းဖြည်းနဲ့သူက decrease ဖြစ်လာမယ်ညော့လာမယ်အဲ့တော့သူက တရား flow နဲ့ကျွန်တော်တို့တရား flow ကိုဖွင့်လိုက်တဲ့အခါမှာเนาะကျွန်တော်တို့ဒီ compressor တစ်လုံးတည်းကမနိုင်တော့ဟုတ်ပြီเนาะမနိုင်တော့အဲ့တော့သူကဘာဖြစ်လာလဲဆိုလို့ရှိရင်တစ်ဖြည်းဖြည်းနဲ့เนาะအဲသူ့ရဲ့ PSI ကတစ်ဖြည်းဖြည်းနဲ့ကျလာဟုတ်ပြီเนาะ Okay အဲ့တော့ကျွန်တော်တို့ဒီမှာ compressor တစ်လုံးတည်းနဲ့ပဲ PSI ကိုချ PSI ကတော့တစ်ဖြည်းဖြည်းကျလာတယ်เนาะပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုတ်ရဲ့လိုအပ်ချက်ကကြီးမားလာတဲ့အခါမှာเนาะကျွန်တော်တို့ဒီ compressor မောင်းနေပြီပဲเนาะ PSI ထပ်ပြီးတော့ မတက်လာတာကိုတွေ့ရပါလိမ့်မယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ခြာနာခြင်းเนาะဒီတရားရဲ့အောက်ဟုတ်ပြီနော် flow ကိုတရားရဲ့အောက်ကိုကျွန်တော်တို့ကเนาะအဲသွားကြည့်လိုက်ဟုတ်ပြီနော်ဒါဆိုရင် तू က68အဲ့တော့68အတိဖြစ်ပြီဆိုတာ ਨੇ okay အဲ့တော့ तू က120ကိုပြန်တင်ဖို့အတွက်ဘာလုပ်ပေးရလဲဆိုလို့ရှိရင်เนาะဒီ compressor နှလုံးလုံးကပြန်ပြီးတော့မောင်းပေးရအောင် ဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့အထူးသတိထားရမယ့်အချက်ကနော်ကျွန်တော်တို့ဒီ flow ကို50%အနေနဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်က50%အနေနဲ့အဲရှိနေမယ်ဆိုလို့ရှိရင်တော့ compressor ကလုံးနဲ့လုံးလောက်တယ်တကယ်လို့ကျွန်တော်တို့ရဲ့လိုအပ်ချက်ကနော်100%ဖြစ်သွားမယ်ဆိုရင်ကျွန်တော်တို့ကတေးကြတယ် compressor တစ်လုံးတည်းကိုဘလို့မှတုံးလို့မရတော့ဘူး compressor တစ်လုံးတည်းနဲ့ဘလို့မှမလုံလောက်ဘူး ဟုတ်ပြီနော်အဲ့တော့သူ့ PSI ကနော် decrease ဖြစ်လာမယ်ဆိုလို့ရှိရင်လည်းသူကနော်ဒီ compressor တစ်လုံးနဲ့ဟိုပဲ bound ပေးနေတယ်ဒါပေမဲ့သူ့ရဲ့ခြားနာခြင်းက2ပြန်ဖြစ်သွားတယ်2ပြန်ဖြစ်သွားဘူးဆိုတာကဆိုတော့ကျွန်တော်တို့ဒီမှာ pressure switch ရဲ့ခြားနာခြင်းကိုကြည့်အောင်ပေါ့နော်အဲ့တော့ pressure switch 2ရဲ့ခြားနာခြင်းက120 minus 22အဲ့တော့120တဲ့က22ကိုနှုတ်လိုက်တဲ့အခါမှာနော်သူ့ရဲ့ခြားနာခြင်းကနော်ဘယ်လောက်ဖြစ်သွားမလဲဆိုလို့ရှိရင် နော်ကျွန်တော်68ဖြစ်ဖြစ်အဲ့တော့68ဖြစ်ပြီဆိုတာ ਨੇ နော်သူကဒီဒီ compressor နှလုံးလုံးကိုပြန်ပြန်ပြီးတော့မောင်းစစ်တယ်ဟုတ်ပြီနော်ဆိုတော့ဒါလေးကိုကျွန်တော်ကဒီမှာ program လေးတခု program လေးနေတယ်ကျွန်တော်ရေးထားတယ်ပေါ့နော်โอเคဒါကတော့ကျွန်တော်ဒီ compressor နှလုံးရဲ့အလုပ်လုပ်ပုံကိုနော်ကျွန်တော်ဒီ flow အရာရှင်းပြလိုက်တာဖြစ်ပါတယ်โอเคဒါဆိုကျွန်တော်တို့ program ဘိုင်းအရာကျွန်တော်ဘယ်လိုလုပ်ထားလဲဆိုတာလေးကိုနော်အဲတစ်ချက်လောက်ကြည့်ပါမယ်ခင်ဗျာ အဲ့တော့ program ပိုင်းမှာကျွန်တော်တို့ကနော်ရှေ့မှာရှိတဲ့ program တွေနဲ့ခက်ဆင်စဉ်ကျွန်တော်တူအောင်ရေးထားတာပဲနော်ဒါပေမဲ့ကျွန်တော်တို့ဘယ်နာလောက်ကစပြီးတော့ကျွန်တော်တို့ကဒီမှာဖွဲ့ပြသွားမလဲဆိုလို့ရှိရင်နော်ကျွန်တော်ဒီ alternate condition ကလည်းအတူတူပဲနော်ကျွန်တော်တို့ကသူ့ကို alternate လေးပို့အထွက်ကိုနော်အဲဒီဒီလိုမျိုး logic တိုင်းပဲနော်ကျွန်တော်ပြန်ပြီးတော့ကျွန်တော်ရေးထားတယ်ဟုတ်ပြီနော်ကျွန်တော်ဒီ logic ကိုပြန်သုံးပြီးတော့နော်ဒီ block logic ကိုကျွန်တော်ပြန်သုံးပြီးတော့ ရေးထားတယ် and not 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 and အဲ block logic လေးတခုကျွန်တော်တုံးပြီးတော့ကျွန်တော်ရေးထားတယ်အဲ့တော့ကျွန်တော်ဒီ motor 1အဲ့တော့ motor 1 level အချိန်ပြီးเนาะ motor 1 level အချိန်ကဘယ်အချိန်လဲပြီးတော့ကျွန်တော်က heavy use speed high ဖြစ်တဲ့အချိန်နဲ့ pressure switch တော့ off နေတဲ့အချိန်နှစ်ခုမှာ not ဒီ motor 1ကလေလိမ့်မယ်ဟုတ်ပြီเนาะအဲ့တော့ motor 2ပဲချိန်တင်ပါလေ မော်တော်တူပဲချိန်လဲမှာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့เนาะဒီ alternate bit နဲ့ heavy use bit နှစ်ခုလုံး on လာပြီဆိုလို့ရှိရင်เนาะအဲ့နှစ်ခုတည်းကเนาะကျွန်တော်တို့တစ်ခုခု on ခဲ့ရင်เนาะမော်တော်တူလက်ဒါဆိုရင်เนาะကျွန်တော်တို့ဒီဒီဒီ pressure switch 2ပေါ့เนาะတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ120နဲ့เนาะ တရ20ဒီဘိုးရောက်ခဲ့အချိန်မှာเนาะကြည်ကျွန်တော်က heavy use pick ကเนาะထပြီးတော့ on ပဲအဲ့တော့အဲ့လို on တဲ့အခါမှာ motor 2ကိုလည်းကျွန်တော်ကဆက်ပြီးတော့လင်အောင်ကျွန်တော်တို့ပြုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ program ကเนาะတကယ်တော့တိတ်အရင်ရင်ရှိုးရှိုးထွထွေးကြီးတော့မရှိပါဘူးဟုတ်ပြီเนาะအဲ့တော့ကျွန်တော်ဒီမှာပြောချင်တာက normal load ဆိုလို့ရှိရင်เนาะကျွန်တော်က50% flow rate အဲ့တော့ pressure ချရရှိမှာ compressor တစ်ခုပဲ on မယ်ကလုံးချင်းစီပဲ run မယ်နော်ကျွန်တော်တို့ token fashion ကိုသုံးမယ်အဲ့တော့ PE2 ကို3ထားကြမလို့ဘူးနော် pressure မှာကျွန်တော်တို့က100 psi အထိပဲစဉ်းစားမယ်ဟုတ်ပြီနော်တကယ်လို့သူက heavy load 100% flow rate ဆိုလို့ရှိရင်နော် compressor တစ်လုံးနဲ့ကနော်အဲသူ့ကိုဖိအားမတင်နိုင်တော့ဘူးခုနကျွန်တော်ပြောသလိုနော်ကျွန်တော်ခုနလုတ်ပြခဲ့သလိုအဲ့တော့ ပရက်ရှာ2ရဲ့ဖိဟလာ PSI က68ရောက်တဲ့အချိန်မှာဒုတိယကွန်ပရက်ဆာကိုအောင်ဟုတ်ပြီနော်အဲ့တော့ PE2 active ဖြစ်နေသေးတယ်ကွန်ပရက်ဆာနှလုံးပေါင်းပြီးတော့ run မယ်ပရက်ရှာပြန်တက်လာပြီး PE1 ဖြတ်တဲ့အချိန်မှာနော်ကွန်ပရက်ဆာနှလုံးလုံးက off ဖြစ်သွားဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ testing လုပ်တဲ့အခါမှာကျွန်တော်တို့ကနော် condition နှစ်ခုကိုသုံးပြီးတော့ testing လုပ်ရမှာဖြစ်တယ်ပထမ testing ကတော့50% flow အဲ့တော့ target လုံးနဲ့နှုံယုံနဲ့ကျွန်တော်တို့ compressor 1 or 2 or တလဲချင်း လုပ်မယ်အဲ့တော့တကယ်လို့တို့က pressure 100 psi မှာတစ်လုံး run မယ်နော်အဲ့တော့သူကတကယ်လို့ pressure မှန်သွားပြီ pressure တစ်ခုကျွန်တော်လိုချင်တဲ့ဟလာအဲ set pressure တစ်ခုရောက်မယ်ဆိုလို့ရှိရင် off ပဲဟုတ်ပြီနော်အဲ့တော့ဒီ100%မှာကျွန်တော်ကျွန်တော်တို့ကသူ့ရဲ့ system စပြီးတော့လုပ်လို့ချင်မှာ p2 ကို on မယ်အဲ့တော့နှစ်ခုလုံးတစ်ပြိုင်တည်း run မယ်အဲ့တော့ကျွန်တော် target fashion မဖြစ်တော့ပဲနဲ့နှလုံးလုံးကတစ်ပြိုင်တည်း run ဖြစ်သွားမယ်ဟုတ်ပြီနော်ဒါဆိုရင် pressure ဒီ เนาะဒီ130ပြည့်ဆိုင်ထက်ပြည့်ဆိုင်ထက်ကြီးခဲ့ရင်ဒါမှမဟုတ်130ပြည့်ဆိုင်ဖြစ်တာနဲ့သူကပြန်ပြီးတော့ off သွားပါဟုတ်ပြီเนาะအဲ့တော့တကယ်လို့ကျွန်တော်တို့ကเนาะ78% 80% 82%ဆိုလို့ရှိရင်เนาะအဲသူ့ကို detect p2 ကို detect လုပ်ပြီးတော့နှလုံးလုံးကိုကျွန်တော်တို့က run ဟုတ်ပြီနော်ဆိုတော့သူရဲ့အားနည်းချက်တစ်ခုအနေနဲ့ကျွန်တော်ပြောမယ်ဆိုရင်နော် delay logic မပါတာဖြစ်တဲ့အတွက် P2 ပါနော် on off ခဏခဏဖြစ်နိုင်တယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့ကနော် P2 ကို interlock memory အနေနဲ့ကျွန်တော်ပြန်သုံးလို့ရဟုတ်ပြီနော်ဆိုတော့ဒီနေရာမှာကျွန်တော်တို့က flow ကိုနော်50%ထားလိုက်တယ်ဆိုရင်နော် condition ကတစ်ခုဟုတ်ပြီနော် condition ကတစ်ခုတကယ်လို့ flow ကိုကျွန်တော်တို့က100%ထားလိုက်တယ်ဆိုရင်သူ့ရဲ့လေးပေါင်းလိုအပ်ချက်ကနော် အဲ100% flow ကိုလိုတာဖြစ်တဲ့အတွက်ကျွန်တော်တို့သိကြရတယ် compressor တစ်လုံးနဲ့ကနော်ဒီလေကိုနော်ကျွန်တော်လိုချင်တဲ့လေကိုမဆွဲဆွဲမပေးနိုင်တော့အဲ့တော့ compressor နှလုံးလုံးကဆွဲမှာပဲကျွန်တော်ကကျွန်တော်လိုချင်တဲ့100% flow ကိုရရှိမှာပဲဖြစ်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော် program လေးနဲ့တစ်ချက်ပြန်တွဲပြီးတော့စမ်းကြည့်လိုက်အောင်ဒါဆိုရင်ပထမဆုံးကျွန်တော်တို့ကနော်50% flow နဲ့ကျွန်တော်ဆက်မယ်အဲ့တော့လောလောဆယ်မှာကျွန်တော်ရဲ့ဒီ compressor ကနော်ဒီ91.3 psi ရှိတယ်91.3 psi ဆိုလို့ရှိရင်ကျွန်တော်က120ရောင်းအောင်လို့သူနော်အဲသူစပြီးတော့မောင်းမယ်နော်အဲ့တော့မောင်းတဲ့အခါမှာသူက dual compressor ကိုသုံးပြီဟုတ်ပြီနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့က dual compressor ကိုเนาะဒီ120 မဖြတ်မချင်းကျွန်တော်တို့မောင်းလို့ရတယ်ဆိုပြီးတော့ကျွန်တော်တို့ကပြောထားတယ်ဟုတ်ပြီနော်အဲ့တော့ flow ကတော့15 flow ပဲကျွန်တော်တို့က120ရောက်တဲ့အထိမောင်းပါဆိုပြီးတော့ပြောထားတာဖြစ်တဲ့အတွက်အဲသူက120အထိသူမောင်းပြီးတော့နော်မောင်းနေပြီဒါပဲအဲ့တော့120ဖြစ်တာနဲ့သူက switch ဖြတ်မယ် switch ဖြတ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ level ကပြန်ကျလာဟုတ်ပြီနော် level ကပြန်ပြီးတော့ decrease ပြန်ဖြစ်မယ်အဲ့တော့ level decrease ဖြစ်တဲ့အချိန်ကာလတစ်ခုပေါ့နော် အဲ့တော့ level decrease ဖြစ်တဲ့အချိန်ကာလကเนาะကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်เนาะ98 120နဲ့20နဲ့ကိုနှုတ်ပြီးတော့98 100အောက်ကိုရောက်တာ ਨੇ ကျွန်တော်တို့က corporate တစ်လုံးလည်းပဲဟုတ်เนาะတကယ်လို့ကျွန်တော်တို့ရဲ့ဒီ PSI ကဒီပုံစံတိုင်းပဲဆက်သွားနိုင်မယ်ဆိုရင်တော့ရတယ်ဟုတ်ပြီเนาะဒါဆိုသူက120ထိတော့သူတွန်းတင်သွားလိမ့်မယ်ဟုတ်ပြီเนาะ โอเคအဲ့တော့ဒီအခြေအနေမှာကျွန်တော်က stop ခဏလုပ်လိုက်မယ်လုပ်ပြီးသွားရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့နောက်သူပြည့်ဆိုင်တော့ပြန်ကြပါမှာပေါ့နော်ကျွန်တော် stop လုပ်ထားတော့မှာအဲ့တော့ကျွန်တော်က flow ကိုเนาะ100%ပြောင်းပြီးလိုက်ဟုတ်ပြီเนาะ flow ကိုကျွန်တော်ဒီမှာ100%ပြောင်းလိုက်ပြောင်းပြီးတော့ကျွန်တော်ဒီမှာ state ပြန်လုပ်ကြည့်ဟုတ်ပြီเนาะဒါဆိုလို့ရှိရင်เนาะကျွန်တော်အဲဒီမှာ joint compressor နှစ်ခုလုံးအလုပ်လုပ်လိမ့်ဟုတ်ပြီเนาะအဲ့တော့သူကเนาะဒီ တကယ်တော့သူက PSI ကကျနေပြီဟုတ်ပြီနော်ကျနေပြီမဲ့ကျွန်တော်တို့100% flow တောင်းလိုက်တော့အဲကွန်ပရက်တာနှလုံးလုံးက QL လစ်သွားတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အဲ့တော့ဒီဒီအခြေအနေလေးကိုကျွန်တော်တို့ကတစ်ချက်ပေါ့နော်120အထိသူ100% flow နဲ့ကျွန်တော်တို့ကလင်းမယ်ဒါဆိုရင်เนาะဒီ120ဒီ100% flow နဲ့ဒီဘလို level မလဲဆိုတာလေးကိုကျွန်တော်တစ်ချက်လောက်ကြည့်အောင် ဟုတ်ပြီနော်ဒါဆိုရင် तू ကဒီမှာ100အထိရက်သွားပြီဗောနော်တကယ်လို့ तू က100အောက်ကိုပြင်ရောက်တယ်ဆိုတာ ਨੇ နော်ဒီတစ်လုံးကစပြီးတော့လင်မယ်နော်ဒါပေမဲ့ကျွန်တော်တို့ရဲ့လိုအပ်ချက်က100% flow ဖြစ်တဲ့အတွက် तू က100ရဲ့အထက်ကိုရောက်ပြီဆိုတာ ਨੇ ပြန်ပြီးတော့ तू မလုပ်မှာလဲနော် compressor နှလုံးလုံးကို तू ကလဲခိုင်းမှာဟုတ်ပြီနော်ဆိုတော့ဒါကျွန်တော်အစမှာပြောခဲ့သလိုမျိုးပဲ နော်ကျွန်တော်တို့ဒီ exercise ရဲ့ရွယ်ချက်ကကွန်ပရက်ဆာနှလုံးလုံးကိုလိုအပ်တယ်လို့အလက်ချမလုပ်ပဲနဲ့ကြပြိုင်နဲ့လှုပ်လှုပ်စစ်ပုတ်အတွက်ကိုကျွန်တော်တို့က modify ပေးတာဆိုတော့ဒီနေရာမှာကျွန်တော်တို့က flow ပုံမှန်မူတည်ပြီးတော့နော်ဒီ compressor ကို flow ပုံမှန်မူတည်ပြီးတော့ကျွန်တော်တို့နော်နှလုံးလုံးလက်ပိုင်းနဲ့လဲမလာနော်တစ်လုံးနဲ့ပဲလဲမလာဆိုတာကိုဆုံးဖြတ်တာမျိုး ကိုကျွန်တော်တို့နော်အဲစဉ်းစားပြီးတော့ကျွန်တော်ရေးထားတာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်เนาะဒီကျွန်တော်ရေးခဲ့ကျွန်တော်ရေးခဲ့တဲ့ဒီ program လေးရဲ့နောက်ဆုံးပိုင်းကိုတစ်ချက်ပြန်ကြည့်ပါမယ်။နောက်ဆုံးပိုင်းမှာကျွန်တော်တို့เนาะ heavy use bit ဆိုတာလေးထည့်ထားတယ်ပေါ့เนาะဒါကဘယ်အချိန်မှလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ PE2 ဆိုတာဒါ120เนาะကိုเนาะဒီ PE2 က close ဖြစ်သွားတဲ့အချိန်ဟုတ်ပြီเนาะအဲ့တော့ PE2 ဘယ်ချိန် close ဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့เนาะဒီသူ့ရဲ့ rated က120ဖြစ်လာတဲ့အခါမှာ PE2 က close to open ဖြစ်မယ် open ဖြစ်တာနဲ့ကျွန်တော် heavy use pick က on မယ် heavy use pick on မယ်ဆိုရင်ကျွန်တော် motor 1 motor 2နှလုံးလုံးတစ်ပြိုင်တည်းလည်မယ်တကယ်လို့ကျွန်တော်တို့နော်အခုဒီမှာဆိုလို့ရှိရင်ဒါကဒါဒါ p p u p 2 use b 2ကနော်ကျွန်တော် close to open ပြန်ဖြစ်သွားပြီဟုတ်ပြီနော်အဲ့တော့ဒါလေးဒီနေရာလေးတစ်ချက်ကြည့်ပါနော်ဒါဆိုကျွန်တော်က120ကနေပြီးတော့ကွာတဖြည်းဖြည်းသူက PSI ကကွန်ပျူတာရက်သွားတဲ့ PSI ကပြန်ကြတယ်။ဒါပေမဲ့ PSI ကြတယ်ဆိုပေမဲ့သူကနော် ဒီလေးပေါင်းမတင်နိုင်ဘူးဆိုတော့98ရအောက်ကိုရောက်မှာ98ရအောက်ကိုရောက်တာနဲ့ချက်ချင်းပြန်ပြီးတော့ကျွန်တော်တို့ကဒီကွန်ပရက်ဆာ2ကိုဆက်ပြီးတော့မောင်းအောင်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီနော်ဆိုတော့ဒီ program ရဲ့သဘောလေးကတော့ဒီလိုသဘောလေးဖြစ်ပါတယ်ခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ